ခိုင်ပြည်နယ်စစ်တွေမြို့မှာကုန်းလိုက်ရေလံတွေအားလုံးကိုစစ်ကောင်စီကဖျက်တောက်ထားပြီးတော့ကုန်းစင်းနှုံမြင့်တက်တာအလောက်ကင်မရှိတာအကူအညီတွေနှဲပါတာတွေကြောင့်မြို့ပေါ်မှာခိုလုံနေတဲ့ဒုက္ခသည်9000ကျော်အခက်ခဲနဲ့ကြုံတွေ့နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီဒုက္ခသည်တွေဟာစီးရင်းနဲ့ဆက်ဆက်လို့မြို့ပေါ်ကိုအတင်းကျပ်ရွှေ့ပြောင်းခံထားရတဲ့စစ်တွေမြို့နယ်မှာရှိတဲ့ကျေးရွာတွေကဒေသခံတွေဖြစ်ပါတယ်။စစ်ကောင်စီတပ်ကသူတို့ရဲရွာတွေအနီးအနားမှာခုခံစစ်အတွက်ပြင်ဆင်နေအပြင် တိုက်ပွဲတွေလည်းရှိနေတာကြောင့်စစ်တွေမျိုးပေါ်မှာပဲဆက်လက်ခိုးလုံနေကြရတာလည်းဖြစ်ပါတယ်။ဒေါ်အေးမြားလိုအမည်လွှဲထားတဲ့ဒုက္ခသည်တယောက်ကတော့ဗျိုင်းဖြူရွာကနေစစ်တွေမျိုးကဘုံကြီးကျောင်းတစ်ခုကိုလာရောက်ခိုးလုံနေတာကိုလာလောက်ရှိနေပါပြီ။သောသမီးခဏရောက်ပါကျင်းနေတော့သူ6ယောက်ပါ။သမီးကျန်9ယောက်ပါ။သားသမီး9ယောက်ရှိပါတယ်။ကျမတစ်ယောက်နဲ့ဆိုရင်10ယောက်ပေါ့။သမီးက9ယောက်။သားက9ယောက်ရှိတယ်။ သားသမီးတွေနေမကောင်းဖြစ်ရင် ကျမမှာပတ်စံတပြားမှမရှိဘူး။ကြောက်စိတ်ကတမျိုး သားသမီးနေမကောင်းဖြစ်ရင် စေဝါကလည်းဝယ်စရာမရှိဘဝကိုအတော်လေးခံစားနေရပါတယ်။တားငယ်လေးကအမေငါးနဲ့တနက်စားခြင်းနဲ့ပြောတော့မကြွေးနိုင်ဘူး။ဒေါ်အင်းမြရဲ့ခင်မုန်းကတော့အရခတ်တက်တော်အေးနဲ့ဆက်သွဲတယ်ဆိုတဲ့ဆွဆွဲချက်နဲ့ထောင်သုံးနေကြခံနေရပါတယ်။လောလောဆယ် နိုင်ငံတကာဖွဲ့စည်းတွေရဲ့အကူအညီတွေလည်းများလာကြအောင်စစ်ကောင်စီကထောက်ပံ့တဲ့စံတချို့နဲ့ဖြစ်တယ်လို့စားတောက်နေရတယ်လို့ဒေါ်အေးမြကပြောပါတယ်စစ်တွေမျိုးဘော်ကနေဘယ်ကူမှသွာလာလို့မရတာကြောင့်အခက်ခဲပိုးပြီးတော့ကြုံနေရတယ်လို့ဥမောင်ကြီးလို့အမည်လွဲထားတဲ့နောက်ထပ်စစ်ဘေးဒုက္ခတွေတယောက်က RFI ကိုပြောပါတယ်ဒီကခါခေးဒုက္ခစောဝင်းနေသီးတို့ကခါခေးကောအမြဲတမ်းရှိနေတယ်ခေါင်းမှာ အခက်ခဲကတော့စာဝန်တွေအတော်လေးအခက်ခဲရှိနေကြတယ်။ကုန်စည်နှုန်းတွေကလည်းအတော်လေးကိုအဆမတန်တက်နေပြီးဝယ်လို့တောင် မစားနိုင်တဲ့အဆင့်ထိရောက်နေကြတယ်။စန်တတောင်းပေးလိုက်ရင်ပဲအဲ့ဒါကိုချွေတာပြီးတော့ငတ်တနံမုတ်တနံစားနေကြရတာမိသားစုဝင်များတဲ့လူတွေမှာပိုဆိုးတာပေါ့။အလုပ်ကိုင်းတွေလည်းဘယ်ကိုမှတော်လို့လို့မရဘူး။လက်ရှိစစ်တွေမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အေအေတို့တိုက်ပွဲတွေဆက်ရှိနေတယ်လို့ယာယီကယ်ဆယ်ရေးစခန်းတွေနဲ့ မြို့ပေါ်ရက်ွက်တွေမှာစစ်ကောင်စီတပ်ကအစစ်ဆေးတွေပုံများနေတာကြောင့်စိုးရင်ပူပန်နေရတယ်လို့လဲဆိုပါတယ်စစ်တွေမြို့ပေါ်မှာဒုက္ခသည်တွေခိုးလုံနေတဲ့ရိုက်စခန်း90ကျော်ရှိပြီးဘုန်းတော်ကြီးကျောင်းတွေမှာအများဆုံးခိုးလုံနေကြရတာလို့ဒေသခံတွေကပြောပါတယ်စစ်တွေမြို့မှာအခြေခံစားတောက်ကုန်တွေအတွက်ရန်ကုန်ကအဓိကမိခိုနေကြရပြီးစစ်ကောင်စီကတီးတန့်ခွင့်ပြုထားတဲ့ကုန်သင်းမောတချို့ပဲစားတောက်ကုန်နဲ့လောင်စာဆီတွေတည်ယူတင်ပို့ခွင့်ရကြတာပါ ဒါပေမဲ့အစမတန်ဈေးကြီးတာကြောင့်စပီးဒုခတ်တွေဝယ်ယူစားတောက်ဖို့ခက်ခဲကြတယ်လို့ဆိုပါတယ်ဒေသခံတွေကအေးအေးသိမ့်ပိုက်ထားတဲ့နေမြေတွေကိုထွက်ပြေးဖို့ဆန္ဒရှိကြပေမဲ့စစ်ကောင်စီကတားမြစ်ပိတ်ပင်ထားတာကြောင့်စစ်တွေမျိုးပေါ်မှာပဲပိတ်မိတယ်လို့ဖြစ်နေကြရတာလို့ဒေသခံတွေကပြောပါတယ်ရခိုင်ပြည်နယ်မှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် A တို့တနစ်ကြော်ကြတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီး ဘေးလိုရာအိုးရင်ဆုတ်ခွာထွက်ပြေးရတဲ့စပေးဒုက္ခတွေ6သိန်းကျော်ရှိတယ်လို့အေကသတင်းထုတ်ပြန်ထားပါတယ်ရှင်။